MME လောကမှာအနာယူတော်ပြီမဲ့စီးပွားရေးမှာအောင်မြင်တော်မဲ့အွန်လိုင်းအဆန်မြန်မာပြည်သူတွေကိုအသက်စီခဲ့တဲ့ကချင်ဖိုက်တာအွန်လိုင်းအဆန်ကတော့အော်တိုဘာလရဲ့နေ့မှာသူရနောက်ဆုံးကစားပွဲနဲ့အတူအလုံးကိုနှုတ်ဆက်လိုက်ပြီးဖြစ်ပြီးနောက်ထပ်ဝရီကိုမကြတော့ပါဘူးအွန်လိုင်းကသူရနောက်ဆုံးပွဲမှာအနာရတော်တာကြောင့်ဝမ်ချမီယံရှစ်ကလည်းဒေါ်လာ9000ဘွန်နက်စ်ပေးခဲ့ပါတယ်မစ်တယ်ဝတ်တန်နဲ့ဟဲဗီဝိတ်တန်တို့မှာချမီယံဆိုးနှစ်ခုရရှိခဲ့တဲ့အွန်လိုင်းအဆန်ကို ဝဟွေအော်ဖမ်ထဲမှာထဲတွင်ပြီးကုန်ဆောင်ကစားသမားဖြစ်မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်အောင်လာရဲ့နိုင်ပွဲတွေကမြန်မာပြည်ထရေကိုအမြဲတမ်းအားတက်စေတာကြောင့်သူအနားယူသွားတဲ့အချိန်မှာတော့အဆင်မကောင်းဖြစ်ကြပါရယ်အသက်40အရွယ်အောင်လာအဆန်ကအနားယူသွားပြီမယ်လေနောက်ထပ်မျိုးဆက်တက်တွေအတွက်ပြောထောင်ပေးဖို့စဉ်းစားထားပါရယ်သူရဲ့ GYM လုပ်ငန်းအတွက်ထိုင်းကလုပ်ငန်းရှင်တယောက်နဲ့တွေ့ဆုံပြီးအမေရိကန်မှာဘောင်ဆန်လက်အိတ်တွေကိုရောင်းချတော့မှာပါဘောင်ဆန်လက်အိတ်တွေကိုရောင်းချတဲ့ဖယတက်ဘရန်က ရကြဝမ်နဲ့တဘောသူညီမှုရပြီးအမေရိကမှာပေါင်စံလက်အတွေ့ကိုရောင်းချဖို့အတွက်စာချုပ်ချုပ်လိုက်ပါပြီ။အောင်လကထိုင်းရောက်တိုင်းရကြဝမ်နဲ့တွေ့တွေ့လေးရှိပြီးအမြဲတမ်းတွေ့ခွင့်ရပါတယ်။အထောက်ဖိုက်တာတွေဆိုရင်မစ္စတာဝမ်နဲ့တွေ့ရဖို့မလွယ်ပဲသူသားတွေနဲ့တော့တွေ့ရပင်ပဲအောင်လကတော့မစ္စတာဝမ်ကိုရိုင်းတွေ့ခဲ့ပါတယ်။အောင်လာနဲ့မစ္စတာဝမ်တို့ရဲ့တွေ့ဆုံမှုကအောင်မြင်ပြီးသူနေထိုင်တဲ့ဖလော်ရီဒါပြည်နယ်မှာလေပရတက်ဘန်ဒီစကရီဘျူတာတယောက်နေနဲ့အောင်ချခွေရရှိသွားပြီဖြစ်ပါတယ် အလာအဆန်က MME မတည်းအောင်မြင်တော့မဟုတ်ပေစီပွားရေးမှာလည်းအကွဲမြင်တို့ဖြစ်တာကြောင့်ထိုင်းကိုရောက်တော့မှာသူရဲ့နောက်ထပ်စီပွားရေးလုပ်ငန်းတွေ့ချေဖို့လေတဘောသူညီမှုတွေရသွားခဲ့တော့ပါအလာကအနားယူသွားပြီးဖြစ်ပေမဲ့ဖျော်ပြင်းရေးတွေမှာတော့သူ့ကိုတွေ့နိုင်တယ်လို့ဆိုပါတယ်သူရဲ့အောင်မြင်မှုကအရှင်ကြီးမာတာကြောင့်ဝမ်ချမ်မြေရှိက Hit of Fram Day တွင်သွားမှာဖြစ်ပြီးလာမယ့်နိုဝင်ဘာ16ရက်မှာဂျပန်နိုင်ငံဒိုချိုမြို့မှာကျင်းပမယ့်1173ပြိုင်ပွဲမှာတော့ ကွန်ပျူစုချင်းမြသွားမှာဖြစ်ပါတယ်။မြန်မာပြည်ဘွားနေဒီလိုအောင်မြင်တဲ့ကစားသမားတယောက်ပေါ်ထွက်လာဖို့မလွယ်ကူတော့လို့သူအနားယူသွားတာကိုနှမျောနေကြပါတယ်။ စိတ်တော်ထားပြေးွားတဲ့အောင်လာကသူနားယူသွားပြီမဲ့လေမြမပြေးွားဖိုက်တာတွေကိုလည်းအာဘိဘွတ်အတွက်တိုက်တွန်းချပါသေးတယ်။အောင်လာကလည်းလူသားတွေတွေကလူသားတယောက်ပဲဖြစ်တာကြောင့်ရှုံးနေတဲ့အခါမှလည်းစိတ်တကြရတွေကိုခံစားပါရ။ဒါပေမဲ့စိတ်အားတင်ပြီးကြိုးစားလို့အောင်မြင်မှုတွေပြန်ရလာပြီးအခြားလူငယ်တွေကိုလည်းဘလို့အချိန်နေမှမစို့ကြိုးစားဖို့နဲ့ခံစားချက်တွေနောက်ကိုမလိုက်ဖို့အတွက်လည်းပြောသွားခဲ့ပါရ။အောင်လာကကစားသမားဘွားကနေအနားယူသွားပြီမဲ့လေအောင်လာကနောက်ထပ်မျိုးဆက်တစ်တည်းအတွက်ပြိုးထောင်ပြဖို့စဉ်းစားထားပြီး ်သူရောက်လာတဲ့ငွေကြေးတွေကိုလည်းနောက်မျိုးဆက်တွေအတွက်အသုံးပြုသွားမှာပါ။အောင်လအင်းစံကဘဝတလျှောက်မှာလည်းပြေဆုံးစွာနေထိုင်ခဲ့ရသူဖြစ်ပြီးသူ့ဘဝမှာအောင်မြင်မှုတွေနဲ့ငွေကြေးတွေကိုမကြာခဏရတတ်သူဖြစ်ပါတယ်။အကျိုးတွေကကျန်လေရာလုပ်ငန်းကနေအရှုံးတွေနဲ့ထွက်ခွာသွားပြီးမင်းအောင်လကတော့အနှိမ့်နဲ့ပဲထွက်ခွာသွားခဲ့ပါတယ်။ဒါတင်မကဒီပဲစီးပွားရေးကလည်းအောင်မြင်အောင်လုပ်တော်မှာဖြစ်လို့သူရဲ့စိတ်ထားနဲ့ခံယူချက်တွေကလူငယ်တွေအတွက်အသက်ဆရာဖြစ်လာခဲ့တာပါ။ ပရိမာမတွေ့နိုင်တော့ပေမယ့်အောင်လာကိုဆက်ပြီးအားပေးနေမလားဆိုတာကိုမှဖြေခဲ့ကြပါအောင်နော်ကျေးဇူးအားပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်